ရှင်ဟုံးစာပေတွေအချူသဖြင့်ကျန်းစာလိုမျိုးစာအုပ်တွေကိုဖတ်တဲ့ထားမှလေတခါတလေမှဟင်းတားတော့ပါကြီးလေစာရေးသူမှားရေးထားတာလားလို့ထင်းရက်လောက်အောင်ထူးဆန်းတဲ့အတုံးလုံးတွေကိုတွေ့ဘူးကြမှာပါစကလုံးတွေကိုမလိုအပ်ပဲအဖို့ထက်တုံးထားသလိုတခုံးတွေကိုပဲထက်ခါထက်ခါပြောနေတယ်လို့မျိုးပေါ့အဲ့ဒီတော့ဒီတခုံးမှာအဲ့ဒီလိုထက်နေတယ်လို့ထင်ရတဲ့စာပေဆိုင်ရာအတုံးလုံးတွေရဲ့နောက်ွယ်မှာဘလို့အကြောင်းရင်းတွေရှိနေလဲဆိုတာကိုအတူတူကြည့်သားကြပါမယ်ကဲဒီအကြောင်းအရာရဲ့အထူးကမေခွန်းကိုအရင်ကြည့်ကြရအောင် လူတယောက်ကသူ့ကိုမေးတဲ့မေးခွန်းတစ်ခုကိုမဟုတ်ပဲနဲ့အခြေအနေတစ်ခုကိုပဖြစ်လို့ပြန်ဖြေတယ်ဆိုတဲ့စကားလုံးမျိုးသုံးရတာလေဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုပါဒီခဏလေးပဲကျွန်တော်တို့စတင်ပြီးအပြေရှာကြပါမယ်ဒီအချက်ကိုပို့ပြီးမြင်သာသွားအောင်လို့လက်တွေ့ကြကြဒါပေမဲ့နင်းတော်ထူးဆန်းတဲ့ဥပမာတစ်ခုကိုကြည့်ကြရအောင်ထမကျန်းစာထမယေရှုကလည်းတင်မောသဖန်ပင်အားမိတော်မူဒီကဆိုပြီးဖော်ပြထားပါတယ်။ဒီနေရာမှာတောင်းထားတဲ့မူရင်းစကလုံးရဲ့အတိဖေက ပြန်ဖြေတဲ့ဆိုလာနဲ့အတူတူပါပဲအဲ့ဒါပေါ့စဉ်းစားကြည့်လေဗျာတစ်ပင်ကဘာစကားမှမပြောတာဟုတ်တယ်မလားအဲ့ဒီတော့ဘာကိုပြန်ဖြေနေတယ်လို့ပြောရတာလဲဒါကဘာသာပြန်နေသူတွေမှားသွားတာလားဒါမှမဟုတ်ရှေးခေတ်ဆိုင်ဆရာတွေကဒီလိုပဲထူးထူးဆန်းဆန်းနဲ့ရေးတတ်ကြတာလားကဲဒီပု္ပ္ပာကိုအတူတူအဖြေရှားကြည့်ရတာပေါ့ဟုတ်ပြီပထမဆုံးအနေနဲ့ဒီလိုအတော်ဝန်းနှုံးနေနဲ့ပတ်သက်ပြီးပညာရှင်တွေကအမားရွကြဘလို့ရှင်းကြလိရှိလဲဆိုတာကိုအရင်ဆုံးကြည့်လိုက်ကြရအောင် အများစုကတော့အဖြစ်အမျိုးမျိုးပေးခဲ့ကြပါတယ်။တချို့ကတော့ဒါကို pleonasm လို့ခေါ်တဲ့စကလုံးအဖို့သုံးတာပါတိအေးမကြည့်ပါဘူးလို့ယူဆကြတယ်။တချို့ကကြတော့မူရင်း Hebrew ဒါမှမဟုတ် Aramaic ဘာသာစကားရဲ့အသုံးအနှုန်းတစ်ခုကိုတိုက်ရိုက်ကူးချလိုက်တာဒါမှမဟုတ်ဘာသာပြန်အမားတစ်ခုဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဒီယူဆတွေကဖြစ်နိုင်ကြတော့ရှိပေမဲ့စလံအပြည့်စုံတော့မဟုတ်သေးပါဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့တကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီနေရာမှာပါ။ ဒီလိုစကားထပ်တဲ့အသုံးအနှုန်းမျိုးကို Hebrew ဒါမှမဟုတ် Aramaic ဘာသာစကားတွေရဲ့လွန်မမှုလုံးဝမရှိတဲ့ Greek စာပေတွေမှာလည်းရှာတွေ့ခဲ့တယ်။အဲ့ဒီတော့ဒါကဘာသာစကားတစ်ခုရဲ့အသုံးအနှုန်းကိုဒီတိုင်းကူးခြားထားတာပါဆိုတဲ့ရှင်းပြချက်ကအားနည်းသွားပြီးဒီပုဆာကပို့ပြီးတော့တောင်နဲ့နေသွားပါတော့တယ်။ကဲအခုဆိုရင်တော့ဒီရှင်းလင်းချက်ရဲ့အလက်အပြောင်းကိုရောက်လာပါပြီ။ဒီပုဆာအတွက်ပို့ပြီးခိုင်လုံတဲ့အဖြစ်အစ်တစ်ခုကိုဖော်ထုတ်ကြည့်ကြအောင်။ တကယ်တော့ဒါဟာအမားတခုမဟုတ်ပဲစာရေးသူရဲ့ရည်ရွယ်ချက်ရှိရှိအတုံးဖြစ်မှုတစ်ခုဖြစ်နေပါတယ်ဒီနေ့စနစ်ကိုပညာရက်ဆန်ရအခေါ်အဝေါ်အရလော redundant cognitive frame လို့ခေါ်ပါတယ်ဆိုလိုရင်းကတော့နောက်မှလာမယ့်စကားကအရင်အရေးကြီးတယ်ဒါမှမဟုတ်အလစ်အပြောင်းထစ်စေနိုင်တယ်ဆိုတာကို စာဖတ်သူကိုအချက်ပြခြင်းတဲ့အခါမှာပြောဆိုခြင်းနဲ့ဆိုင်တဲ့ကြည်ရာတွေကိုတမင်တကာအဖို့ထက်တောင်းလိုက်တာပါဟုတ်ပြီဒီအတုံးလုံးကိုအလွယ်ဆုံးနားလည်အောင်ပြောရရင်ပေါ့နော် စာပေဆိုင်ရာ spotlight တခုလိုပဲမှတ်ထားလိုက်ပါစင်ပေါ်မှာမိမောင်းထိုးပြသူလိုပဲဆိုင်ဟီတို့ကစာဖတ်သူကိုဟေးဒီမှာဒီမှာအခုလာမယ့်စကားကအရင်အရေးကြီးတယ်ဒါကိုတိချာယုံဆိုင်နော်ဆိုပြီးမိမောင်းထိုးပြလိုက်ကနဲ့တူတူပါပဲကောင်းပါပြီဒီစာပေဆိုင်ရာကိရယာကလက်တွေ့မှာဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုစက်ပြီးကြည့်လိုက်ကြအောင်အဓိကအဖြစ်အသာပေးဖော်ပြတဲ့နီလန်နည်းမျိုးရှိပါတယ်နံပါတ်၁ကတော့စကားဝိုင်းတစ်ခုရဲ့အလဲပြောင်းကိုအချက်ပြဟောပါ တဆုံတယောက်ကအရေးကြီးတဲ့တံပြန်စကားတခုပြောလိုက်တဲ့အခါဒါမှမဟုတ်စကားလမ်းကြောင်းကတိတိတသာပြောင်းသွားတဲ့နေရာမျိုးမှာတုံးပါတယ်။ဒုတိယတစ်ခုကတော့ပြောနေတဲ့စကားတခုတွေကိုခဏရပ်ပြီးတော့အခုလာမယ့်ချက်ကအရေးကြီးဆုံးပဲနော်ဆိုပြီးအသားပြပြချင်တဲ့အခါမှာတုံးပါတယ်။ပထမနီးလမ်းဖြစ်တဲ့အလဲအပြောင်းကိုချက်ပြခြင်းရဲ့အတွက်ဥပမာတစ်ခုကြည့်ကြရအောင်။ဒီကျမ်းပိုင်မှာအမျိုးသမီးတစ်ယောက်ကယေရှုရဲ့စကားကိုတံပြန်ပြောဆိုတဲ့အခါ ပြန်ဖြေ၍လျှောက်လေ၏ဆိုတဲ့စကားလုံးနှလုံးကိုထတ်တုံးထားလာကိုတွေ့ရပါမယ်။ဓာပေါပြနေလာလဲဆိုတော့အဲ့ဒီလိုစကားလုံးထက်တုံးလိုက်ခြင်းအားဖြင့်ဒီမရဲ့စကားဟာတာမန်တုံးပြတ်မှုတစ်ခုမဟုတ်တော့ဘဲစကားဝိုင်းတစ်ခုလုံးရဲ့ဥဒီယာကိုပြောင်းပြလန်းပြနေလောက်အောင်လိမ္မာပါနဲ့ကြီးအရေးပါတဲ့တုံးပြတ်မှုဖြစ်ကြောင်းစာဖတ်သူကိုမြေမောင်းထုံးပြလိုက်တာပါပဲ။အခုဒုတိယနေလန်းဖြစ်တဲ့တန်ကနေရက်တန့်စေခြင်းရဲ့ဥပမာကိုကြည့်ကြရအောင်။ဒီနေ့လာမှာယေရှုကပုံမြင်တဲ့ဘုတ်ကိုပြောအပ်ပြီးအရေးကြီးဆုံးဖြစ်တဲ့အနှစ်ချို့ကိုမပြောခင်မှာ ကိုတော်ကလည်းမိန့်တော်မူ၏ဆိုပြီးစကားကိုပြန်ပြီးအစာပြုတ်လိုက်ပါတယ်။ဒီလိုကိုယ်စကားကိုပြန်ပြီးမိတ်ဆက်လိုက်တာက စာဖတ်သူကိုခဏလေးအခုလာမယ့်အချက်ကဒီစကားဝိုင်းတစ်ခုလုံးရဲ့အနစ်ချုပ်အဓိကအချက်ပဲဒါကိုသေချာနားထောင်ပါလို့အချက်ပြလိုက်တယ်လို့ပါပဲ။ဒါအရေးကြီးဆုံးအချက်ကိုမိမောင်းထိုးပြတဲ့ထီရောက်တဲ့နီလန်းတစ်ခုဖြစ်ပါတယ်။ဒီတော့ဒီတစားဆိုင်ရာကိရိယာလေးကိုနားလည်လိုက်ခြင်းအဖြစ်ကျွန်တော်တို့ဘာတင်ကန်းစာရလိုက်တယ်လဲ။ဒါကရွှေဟောင်းစာပေတွေကိုဖတ်တဲ့အခါမှာ စာကြောင်းလေကြကမမြင်ရတဲ့အတဲပဲတွေကိုပါပို့ပြီးနနေနနေနားလဲစေဖို့တကားဖွင့်ပေးလိုက်တာပါပဲဒီတော့ခြုံငုံပြီးပြန်ကြည့်လိုက်မယ်ဆိုရင် အရင်ကဒီအသုံးနှုံးကိုအသုံးနှုံးမပြေပြေမှုဒါမှမဟုတ်ဘာသာပြန်အမားတကူလို့မြင်ခဲ့ကြရတာကနီးအခုတော့ဒါဟာစာရေးသူကအရေးကြီးတဲ့အချက်ကိုအသားပြပြဖို့ရည်ရွယ်ချက်ရှိရှိသုံးတဲ့လမ်းညွှန်းချက်တကူအဖြစ်ရှုမြင်ပုံပြောင်းလဲလာတာကိုတွေ့လာမှာပါဆိုတော့အဓိကမတရားမဲ့အချက်ကတော့ ဒါဟာအမှန်ရင်းတစ်ခုမဟုတ်ပဲစာရဲထူတမင်တကာထည့်သွင်းထားတဲ့လုတ်ဆောင်ချက် feature တစ်ခုဖြစ်တယ်ဆိုတာပါပဲ။တမီးအဖြစ်စာရဲထူက စာဖတ်သူကိုဘယ်နေရာကိုအာယုံစိုက်ရမလဲ။ဘယ်ချက်ကရေးချီဆောင်လဲဆိုတာကိုဒီနီလာနဲ့တိတိဆိုင်လမ်းညွှန်ပြနေတာဖြစ်ပါတယ်။ ဒီရှင်လင်းချက်ရဲ့အဆုံးမှာတော့စဉ်းစားကြမေခွန်လေးတစ်ခုနဲ့ညီကုန်းချုပ်ချင်ပါတယ်။ကျွန်တော်ဖက်ရှင်နေကြတဲ့စာပေတွေပုံပြင်ဒီရဲ့တတာဖွဲ့စည်းပုံတွေမှာစာရေးဆရာတွေကဒီလိုမျိုးတခြားဘလို့လျှို့ဝတ်တင်ကြတဲ့အချက်ပြမှုတွေကိုကျွန်တော်တို့အတွက်ခြံထားခဲ့ကြသေးမလဲ။ဒါကတော့ဆက်ပြီးစူဇန်လေးလာစရာအကြောင်းအရာတစ်ခုပါပဲ။